နွေမလာ24ရက်နေ့ကဒီမိုကရေစီပညာရေးပိမောက်ចောင်းသားတွေနဲ့ဝင်ရံပြည်သူတွေကိုဆွဲဆိုထားတဲ့အမှုကိုတာဝရီမြို့နယ်တရားရုံးမှာ28ကြိမ်မြောက်ရုံးထုတ်ခဲ့ရာတရားဆွဲဆိုခံထားရတဲ့ဝင်ရံပြည်သူ2ဦးမှာရှေ့နေပါဝါချုပ်သိမ်းခံထားရတဲ့အတွက်အမှုကိုမစစ်ဆေးပဲရုံးချင်းပြန်လဲချိန်ဆိုခဲ့တာဖြစ်ပါတယ်ဒီတွင်နဲ့ပတ်သက်ပြီး 11WTB ကသတင်းတောက်တိုးရေဖြူကသတင်းပေးပို့ထားပါတယ်မြို့သားပညာရေးဥပဒေတပိမောက်စံတပ်ပြမှုကြောင့်တာဝရီကျင်းတော်မှာဖန်စီတရားဆွဲဆိုခံရတဲ့တပိမောက်ကျောင်းသားတွေနဲ့ဝင်းရံပြည်သူတွေကို နိုဝင်ဘာလ24ရက်နေ့ကတာဝီမြို့နယ်တရားရုံးမှာ28ကြိမ်မြောက်ရုံးထုတ်ဆွေးဆွေးခဲ့ပါတယ်။ဒီနေ့ရုံးချိန်မှာတော့စေကူတမှုခံယူနေတဲ့ဝင်းရံပြည်သူနှစ်ဦးကရှစ်နေပါပါယူသိမ်းထားတာကြောင့်အမှုကမဆွေးဆွေးဘဲနောက်ထပ်ရုံးချိန်ပြန်လည်ချိန်ဆခဲ့ပါတယ်။အဲ့ဒီမှုနဲ့ပတ်သက်ပြီးဆက်လက်ဆစ်ဆေးဖို့အချိန်များစွာရယူဖို့အခြေအနေတွေရှိနေတယ်လို့ကျောင်းသားတွေရဲ့ရှစ်နေတူဦးဖြစ်တဲ့ရှစ်နေဦးလမျိုးမြင့်ကအခုလိုပြောပါတယ်။ ဟိုတက်တေက43အောင်ရှိတယ်ပြေလို့ဥပဥပမျိုးစစ်တော်တော်မှာလောက်ကြနေရေး42ယောက်ကြမ်းမယ်42ယောက်ကိုတက်တပတ်ကို20ဟိုလည်း42ယောက်21ယောက်ကိုတပတ်ကို2ဟို2ချိန်2ယောက်2ယောက်စီအောင်2ယောက်စီလို့ရှိရင်22ဟိုလည်းတစ်ချိန်ဖြစ်သွားမယ်22ပတ်ဖြစ်သွားမယ်22ပတ်ဆိုရင်ပြတ်ကြည့်လိုက်3ပတ်ကိုတစ်လ3ပတ်တစ်လဆိုတဲ့အခါကျတော့အများဆုံး5ပတ်ကျော်ဖြစ်လာတော့ဖြစ်သွားမယ်ဒါကတည်လို့ဖြစ်တာအခါဟိုတည်ခံဘက်က90ရှိတယ် ုတော့ရောက်ကိုတပတ်ဟိုတပတ်စစ်လို့ရှိရင်ပတ်ပေါင်း90ဖြစ်သွားမယ်ဒါခံပြတ်သက်တွေရှိုံးမယ်ခံပြတ်သက်တွေကဘလောက်ပြ90ဆိုင်ဆို90ပြမှာလို့ဆိုရင်အကောအနည်းဆုံးနှစ်နှစ်ကျော်တော့ကသွားမှာအဲ့တော့အမြန်ဆုံးနည်းကရုပ်စာကိုစကင်တော့တက်ပြီးတော့ပြည်တော်စုတော်ပြောင်းမှာဖြတ်ဖြက်အဲ့ဒါအကောင်းဆုံးပဲအကောက86နှစ်အထွေညွှန်းကြားရေးအမှတ်၄ဆိုတာထွက်တာအဲ့ဒါအကုန်လုံးပါတယ်အကုန်လုံးကတရားပြည်ပြန်ချက်ခံရတဲ့လူလည်းပါတယ်တရားစွဲခံရတဲ့လူလည်းပါတယ်အစိုးရတရားစွဲတဲ့လူမှလည်းမြောက်ကိုအကုန်လုံး အမှုရုပ်ပြီးလုံချင်းတောင်ပေးတယ်အဲ့လိုအမိမျိုးမှဒါလေဒီအမှုကအကျုံးပဲပြည်ထန်ကြအောင်လည်းအကျုံးပြည်ထန်ကြယူမှပေးတာအကျုံးဝင်ပြည်ထန်ကြပြည်ထန်မှကြဘလို့သွားပြီးအပြုလို့ညာအဲ့တော့ခေါင်းကွက်ရှိတဲ့ကုမှလုံချင်းတောင်ပေးတာတခုရှိတယ်လေရှိမြန်မာချစ်တဲ့ကိုယ်ဆရာကြီးအဲ့ဒီမှာအထွေထွေလူချင်းချမ်းသာကိုလည်းခေါ်တယ်အဲ့ဒီမှာတရားဆွဲအစိုးရနေတရားလုပ်ပြီးတရားဆွဲတဲ့အမှုတွေလည်းရုပ်သိမ်းပေးတယ်ပြီးတော့ပြစ်တဲ့ချက်တဲ့လူတွေလည်းလွတ်တယ်ချော့တဲ့လူလည်းချော့ပေးတယ်အဲ့လိုလူချင်းချမ်းသာကိုပေးမှသာရတယ် ဒါအပြင်ဒီမိုကရေစီပညာရေးသဘိမောက်ကျောင်းသားတွေနဲ့ဝန်ရံပြည်သူတွေကိုဆွဲဆိုထားတဲ့အမှုကိုပယ်ဖျက်ပေးဖို့ရှောက်ထားမှုကိုဘကိုးတိုင်းဒေသကြီးတန်တရားလွတ်တော်ကပယ်ချခဲ့တာနဲ့ပတ်သက်ပြီးအချက်6ချက်ပါဝင်တဲ့စာတစောင်ကိုတရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေဂျင့်ကော်မတီကိုစာတစောင်ပေးပို့ထားခဲ့တယ်လို့လည်း၎င်းကပြောပါတယ်ဘာလို့မဟုတ်ကတည်းကတရားဥပဒေစိုးမိုးရေးနဲ့ပြည်ထောင်စုရဲ့ကော်မတီသူတို့တို့ရောက်နေပြီးတော့တင်းတယ်။ဘာလို့ဆိုတော့ဘကိုးကနေပြီးတော့ဘကိုးဒေသကြီးတရားလွတ်တော်ကနေပြီးတော့ချလိုက်တဲ့အမိန်ကြီးเนาะစီရင်ရတဲ့အမိန်ကြီး ။အိုးဘုရားဆိုတာဥပဒေနဲ့ညီဘုရားတရားစီရင်ဆိုတဲ့ဘူးခံစားခွင့်မရှိဘူး။အဲ့တော့ဒီကလေးကလေးတွေတခဏမှရှိတော့အဲ့ဒါကိုပွဲစည်းဝေးချိန်လုံးမှာစက်တစ်ကကြီးမှာမပါလဲသူချင်းမန္တန်တော့ရှိရဲ့တရားစီရင်မန္တန်ဥပဒေပြုမန္တန်အုပ်ချုပ်မန္တန်တော့ရှိတယ်။အဲ့တော့တစ်ခုနဲ့တစ်ခုကချက်ကန်ပဲနဲ့အပြာနာထိန်းရမယ်ဆိုတဲ့ပြဋ္ဌာန်းချက်ရှိတယ်။အဲ့တော့အခုအုပ်ချုပ်ရေးမန္တန်ကမှားနေတယ်။မှားတော့တရားစီရင်မန္တန်ကမလုပ်ရဲဘူး။မလုပ်ရဲတော့ဘာလုပ်ရမလဲ။ဥပဒေပြုရေးမန္တန်ကနေပြီးတော့မှပြုပြင်ပေးမှဒါနဲ့ ဒီကိစ္စကပြီးရောက်သွားမယ်အဲ့တော့ဥပဒေပြည်မှန်တယ်ကနေပြပြလို့ဆိုရင်တရားဥပဒေစိုးမိုးရေးမရှိဘူးဒါရှိအောင်လုပ်ပြပါလို့တောင်းတဲ့သဘောမျိုးပဲအဲ့ဒါပဲဒါအပြင်ပြီးကြတဲ့နှစ်နိုဝင်ဘာလကရန်ကုန်မြို့မှာမျိုးသားပညာရေးဥပဒေကိုသပိတ်မောက်ဆန္ဒပြရင်ရန်ကုန်တက္ကသိုလ်အတွင်းရှိဘိုးအောင်ကျော်အုပ်ဂုနေရာကိုတွားရောက်လေးပြူရတဲ့ပတ်သက်ပြီးဘကတကျောင်းသောခေါင်းဆောင်မဖြုတ်ဖြုတ်အောင်အပါဝင်၄ဦးကိုပိုင်နဲ့ကျူးလူမှုပုံမှန်၄၄ရှိနဲ့ထပ်မံတရားစွဲဆိုထားတယ်လို့လည်းသိရပါဗျ။ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဘကတကြောင်းသောခေါဆောင်တွေဖြစ်တဲ့ကိုကျော်ကိုကိုမဖြိုးဖြိုးအောင်ကိုမင်းသွေးသိကိုနန္ဒာစစ်အောင်တို့ကိုရန်ကုန်တက္ကသိုလ်ရုံးစီမံရေးရအဖွဲ့ကတနစ်ကျော်အကြာမှာတရားလိုပြုလုပ်ပြီးတရားစွဲဆိုခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။အခုလိုတနစ်ကျော်အကြာမှာတရားစွဲဆိုတာနဲ့ပတ်သက်ပြီးဘကတကြောင်းသောခေါဆောင်မဖြိုးဖြိုးအောင်ကအခုလိုပြောပါဗျ။အဲကျမဒီအခုဒါကျမရဲ့14ခုမြောက်ပေါ့နော်ဟိုပုံမှာပေါ့နော်ကျွန်တော်ပုံမှာတက်ခံ14ခုမြောက်တက်ကူကြော်နေမှုဒါ၄ရက်တပိတ်တော့ လေးရက်တစ်ပတ်တုန်းကတက္ကသိုလ်ကျော်နေမှုဆိုပြီးတော့ကျွန်တော်ကပုံမှန်တက္ကသိုလ်ဆွဲထားတာရှိပါတယ်။ဟောအဲ့ဒါကတော့ဟိုကျွန်တော်တို့ရန်ကုန်တက္ကသိုလ်ရဲ့ကိုတကယ်တမ်းကျွန်တော်ပြောရလို့ရှိရင်တက္ကသိုလ်ရန်ကုန်တက္ကသိုလ်ဆိုတာចောင်းသားတယောက်နေတဲ့အချိန်မျိုးဝင်နေခိုင်းနိုင်တဲ့အချိန်ဖြစ်တယ်။ပြီးတော့အဲ့ဒီနေ့ကလည်းဒါဝင်သွင်းသမင်နေ့။ဟောနောက်ចောင်းသားတွေလည်းရှိတယ်။ဒါလူလူတိုင်းလူတိုင်းဝင်နေခိုင်းတယ်။ဒါပေမဲ့ကျွန်တော်တို့ចောင်းသားတွေကဝင်ခွင့်ចောင်းတယ်။ဝင်ခွင့်ចောင်းရခြင်းအဓိကចောင်းရကျွန်တော်တို့ဒါရန်ကုန်တက္ကသိုလ်တွေမှာရှိရကျွန်တော်တို့တက်မကအောင်ကြီးကျွန်တော်တို့ဒီတက်မကဆောင်ဘုံခွဲခံထားတဲ့နေရာရှိတယ်။အဲ့ဒီမှာကျွန်တော်တို့ဒါအလေးပြုမယ်။ကျွန်တော်တို့ခန်းသားအချင်းလေးလုပ်မယ်။အဲ့တော့ကျွန်တော်အဲ့ကြောင့်အချိန်ပေးပြီးတော့ကျွန်တော်အဆွေးနွေးပ ပါတယ်ဒါပေမဲ့အဲ့လိုဆွေးနွေးမှုကိုအဲတက်ကူအားလာပိုင်းဒီဘက်ကခွင့်မပြုခဲ့ဘူးအခွင့်ပြုခဲ့တဲ့ကျွန်တော်တို့နေတဲ့စကားအခြေအနေပြောနောက်ဆုံးကျွန်တော်ကစောင့်တယ်အချိန်ပေးပြီးစောင့်တယ်ကျွန်တော်တို့အချိန်ပေးတော်များတယ်ဆက်ပြီးခွင့်ပြုရတယ်ကျွန်တော်တို့ကတက်ကူနေရတယ်ကျမတို့ចောင်းသားရဲ့အနေနဲ့ကတော့ကျမတို့ရဲ့မိခင်နေမြေဖြစ်တဲ့တက်ကွန်နေမြေကိုဝင်တာကျမတို့အပြင်းမရှိဘူး။ဒါပြီးတော့ပိုင်တဲ့ကျူးလွန်မှု ြစ်ရအောင်လေဒါတဦးတယောက်ပိုင်မဟုတ်ဘူးဒါကျွန်တော်တို့ចောင်းသားတွေပိုင်နေနေရဖြစ်တယ်ဒါကျွန်တော်တို့ရဲ့အဓိကအောင်မြင်ရဖြစ်တယ်ပြီးတော့ကျွန်တော်တို့ငញ្ញန်းတော်ဝင်တယ်တန်ထွက်လာတဲ့အခါမှာဒီမှာဘယ်ပစ္စည်းတစ်စုံတရားမှပစ္စည်းတော်ချင်းမရှိအောင်ကျွန်တော်တတ်နိုင်လို့ပြင်ထားခဲ့တယ်တန်ထွက်လာတဲ့အခါမှာလည်းကျွန်တော်တို့အေးအေးဆေးဆေးငញ្ញန်းချစ်ချက်နေကျွန်တော်အချိန်အနည်းငယ်ပဲယူပြီးကျွန်တော်ပြန်ထွက်လာတာမျိုးရှိတယ်ဒါအဲ့ဒီမှာရှိတဲ့ဗမခချုပ်တွေဒါဟိုတခြားသောအနာမိုင်ဖွဲ့စည်းတွေတိတိတတ်တာဖြစ်ပါတယ်ဒါတင်မိတွေလည်းရှိတယ်ပြည်သူတွေလည်းရှိတယ်ကျွန်တော်အားလုံးရှိမှာပဲအားလုံးငញ្ញန်းချစ်ချက်နဲ့လုပ်ခဲ့တာဖြစ်တယ်အဲ့ဒီပုံမှာကျွန်မတစ်စုံတရားအဖြစ်ရှိတယ်လို့လုံးဝမခံစားရခဲ့ရပါဘူးဟုတ်ကဲ့ရှင်ကျွန်တော်တို့ကိုထား တကယ်တမ်းပြောလို့ရှိရင်ဒါပြီးခဲ့တဲ့ရက်ပေါ့เนาะတော်တော်နောက်ကျမှနောက်ကျတဲ့အာဆွဲချက်တွေနဲ့ဆွဲထားတာပေါ့အဲကျမအနေနဲ့ပြောလို့2009 2008တောင်အမှုနဲ့ပြန်ဆွဲရအောင်မအံ့အောင်လို့ပြောရမှာဖြစ်တယ်ဥမာဟိုမတ်တော်အောင်လားလို့ဆိုတာ2009လောက်ကအမှုတွေနဲ့ပြန်ဆွဲရမျိုးတွေလည်းရှိတယ်ဆိုတော့ဒါတေချာပေါ့အဲကျမတို့ကိုခြောက်ချင်းအောင်လဲမှာဆက်ပြီးတော့ဖန်တီထင်းထင်းထားဖို့အတွက်ရွေချက်ရှိရှိနဲ့ပုံမှန်တွေတစ်ခုတစ်ခုတက်နေတယ်လို့ပဲကျမမြင်ပါတယ်ဒီလိုကိစ္စတွေကဟိုဟိုအစိုးရကနေပြီးတော့ဟို ရွေရွေချက်ရှိရှိနဲ့ပေါ့နော်ချုပ်ကုတ်မတွေထင်ရှားကြတဲ့အကြီးရဲ့အကြောင်းအရှိထုတ်သုံးလို့ရအောင်ကျမတို့ကဒါအာသုံးတဲ့ပုံစံမျိုးလို့ပြောမြင်ပါတယ်ဒီပေါ်မှာတော့ဒီချက်ဆိုတဲ့ပုံမှန်အတက်မလာတာတက်မလာတာပဲရှိတာပေါ့နော်ဒါတက်လာလို့ရှိရင်လည်းမအံ့ဩတော့ဘူးဘက္ကတာကျောင်းသားကောင်းဆောင်လူဖြစ်တဲ့ကိုနန္ဒာစစ်အောင်ကလည်းအခုလိုပြောပါဗျာ။ဒါဒီအမှုကိုဒီချိန်ကျမှထူးခြားခြားကြီးပြန်ပြီးတော့ဟိုလေးရှိချက်ကိုဒီချိန်ကျမှကျွန်တော်လည်းပုံမှန်69လောက်ရှိဆွဲခံပြီးပါပြီဗျာ။ဒီချိန်မှာအမကပုံမှန်လေကျွန်တော်လူတွေလည်းပုံမှန်တနေကလုံးကနဲတာမဟုတ်ဘူး။ဒါကလူတိုင်းလူတိုင်းဒီပါတော့ ပုံမှန်အများကြီးနဲ့ဆွဲခံထားတဲ့အချိန်ဒီချိန်ကျမှတော့အောင်သူကိုတရားစွဲတဲ့တော့ဒီကဒီပုံမှန်လေးရှိရှိကိုပြန်ပြီးတရားစွဲတာကဘာအတွက်လဲလို့ကျွန်တော်ကသတိရှိကြကောင်းလာတော့ဗျာနိုင်ငံကြီးခေါင်းကျော်ဖြစ်အနေရှိဘာလို့ဟိုဘာသာဘာသာတမဝဲချုံနဲ့ဟိုပုံမှန်ရှိတဲ့ចောင်းသားတချို့နဲ့ဘာသာဖွဲ့ချုံနဲ့ဘာသာချွေးချုံဝင်ចောင်းသားတချို့နဲ့ NLD ပါတီဝင်တချို့ကအွန်လိုင်းပေါ်မှာအဲ့လိုပုံတိုင်းမှုတချို့ရှိခဲ့ကြရတယ်ဆရာဒီလိုအခြေအနေမျိုးမှာပါဒီလိုမှုပြဆုံးမှုပေါ်လာတယ်ဗောဗျာပေါ်လာတဲ့ကြတော့ကျွန်တော်တို့အခြေအနေကြီးရတာတော့တော့တကယ်လို့လားဒီမှုကိုတရားစွဲရင် ။အလောင်းအောင်သူဒီကြက်ဒီဖြစ်တယ်မကြက်ဒီဖြစ်စီ။တကယ်လို့ပြတ်တဲ့ရေကြီးတဲ့လူကတက်တယ်နဲ့ပါလာတော့အဲ့ဒီချိန်တော့တော့အောင်သူရှိနေလို့။ဒါအောင်သူဒီချိန်မှာ NLD ပြုတ်လို့ကိုယ်စားမဖြစ်နဲ့။အဲ့တော့တစ်ခါမှကြည့်တော့တရားစွဲခံတဲ့လူကဘာသာမျိုးအခွဲကျိုးရဲ့ဟောကျွန်တော်ကိုအောင်ကိုကိုကျော်ကိုရှိမယ်ဒါကျွန်တော်ရှိမယ်ပြောအောင်ရှိမယ်ကွန်မန်တတွေရှိမယ်။ဘာသာမျိုးအခွဲကျိုးရဲ့ဘိုလ်လုံးကွန်မတီတွေပဲ။ဒါကျွန်တော်တို့ကတရားခံနေတဲ့တစ်ဖက်တရားလူနေလူကတက်တယ်တော့အောင်သူတစ်ဖက်တွေ့ရမယ်ခင်းချင်းပေါ်လာတယ်ပေါ့ဗျာ။ဒါဒီပြည်နယ် NLD နဲ့ဘာသာမျိုးအခွဲချုပ်ကိုနိုင်ငံကြီးရောက်ပြီးတော့ခါထောင်ချောင်းတခုတည်းကိုတွန်းပို့လာလားလို့ကျွန်တော်တို့စဉ်းစားရရှိလာတယ် အဲ့ဒီမှုကိုလာမယ့်ဒီဇင်ဘာလ၁ရက်နေ့ကိုရုံချင်းပြန်လဲချိန်ဆထားတယ်လို့သိရပါဗျာ။